ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီ white germany language ကနေပြီးတော့ဒီ hiragana ရဲ့စကားလုံးတွေကို hiragana ရဲ့စကားလုံးတွေကို ruo လို့ခေါ်တဲ့ ruo လို့ခေါ်တဲ့စကားလုံးတွေနဲ့အသံရှိပေါင်းနေတဲ့အချိန်ကြာဘယ်လိုအသံထွက်ရမလဲဆိုတာကိုအချင်းချင်းအနေနဲ့သင်ပြသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီ ruo လို့ခေါ်တဲ့စကားလုံးတွေကိုထပ်ပေါင်းထားတဲ့ဟာကို group ၅ခုအနေနဲ့တွားမယ် အတံဣရတံဥရတံဧတံဩရတံဆိုပြီးတော့ဒီ၅ချောင်းကိုတကူချင်းစီမှတ်ရတော့လွယ်အောင်အပံထွက်တာလွယ်ပြီးတော့ပို့ပြီးတော့မှတ်မိလွယ်အောင်အတွက်တကူချင်းစီကိုတော်ပြီးရမှာဖြစ်ပါတယ်။ကဲဒီနေ့ကတော့ကဲဒါဆိုရင်အောက်အာနဲ့ပေါင်းတဲ့ခါကျတော့အာဆိုပြီးတော့ထွက်မယ်။ခောက်ကိုအာနဲ့ပေါင်းတဲ့ခါကျတော့ခါဆောက်ကိုအာနဲ့ပေါင်းတဲ့ခါကျတော့စာထောက်ကိုအာနဲ့ပေါင်းတဲ့ခါကျတော့ထား now အနဲ့ပေါင်းတဲ့အခါကျတော့ na how အနဲ့ပေါင်းတဲ့အခါကျတော့ ha mao အနဲ့ပေါင်းတဲ့အခါကျတော့ ma yao အနဲ့ပေါင်းတဲ့အခါကျတော့ ya lao အနဲ့ပေါင်းတဲ့အခါကျတော့ la wow အနဲ့ပေါင်းတဲ့အခါကျတော့ wa ဟုတ်ပြီဒါဆိုရင် i ကို i နဲ့ပေါင်းတဲ့အခါကျတော့ e ki ကို i နဲ့ပေါင်းတဲ့အခါကျတော့ ki shi ကို i နဲ့ပေါင်းတဲ့အခါကျတော့ ရှိချီကိုအင်းနဲ့ပေါင်းတဲ့အခါကျတော့ချီနီကိုအင်းနဲ့ပေါင်းတဲ့အခါကျတော့နီဟီကိုအင်းနဲ့ပေါင်းတဲ့အခါကျတော့ဟီမီကိုအင်းနဲ့ပေါင်းတဲ့အခါကျတော့မီဒီကိုအင်းနဲ့ပေါင်းတဲ့အခါကျတော့ဒီဟုတ်ပြီဥဟုဥနဲ့ထပ်ပေါင်းမယ်နော်ဒါဆိုရင်ဥဟုဥနဲ့ပေါင်းတဲ့အခါကျတော့ဥခုဥနဲ့ပေါင်းတဲ့အခါကျတော့ခုစုဥနဲ့ပေါင်းတဲ့အခါကျတော့စု ဆူကိုဥနဲ့ပေါင်းတဲ့ခါကျတော့ဆူဒီနှစ်ခုကိုတေချာမှတ်ရမယ်နော်ဆူကိုဥနဲ့ပေါင်းတဲ့ခါကျတော့ဆောက်လေအတန်ထွက်ပြီးတော့ဘဇက်ကလေးကိုဆူပြီးတော့ဆူဆိုပြီးတော့ပြောမယ်နော်ဆူဆူကိုဥနဲ့ပေါင်းတော့ဆူဆူကိုဥနဲ့ပေါင်းတော့ဆူဆိုပြီးတော့ဆောက်လေအတန်လေးနဲ့ဆူဆိုပြီးတော့ထွက်မယ်နော်ဟုတ်ပြီနူဥနဲ့ပေါင်းတဲ့ခါကျတော့နူဖူဥနဲ့ပေါင်းတဲ့ခါကျတော့ဖူမူဥနဲ့ပေါင်းတဲ့ခါကျတော့မူယူဥနဲ့ပေါင်းတဲ့ခါကျတော့ယူ လူ့ကိုဦးနဲ့ပေါင်းတဲ့ခါကျတော့လူဟုတ်ပြီနောက်တစ်ခုဆက်သွားမယ်နော်အဲကိုအဲနဲ့ပေါင်းတဲ့ခါကျတော့အဲဆိုပြီးတော့အသားရှိလေးဆွဲမယ်နော်အဲခဲကိုအဲနဲ့ပေါင်းတဲ့ခါကျတော့ခဲဆဲကိုအဲနဲ့ပေါင်းအဲနဲ့ပေါင်းတဲ့ခါကျတော့ဆဲထဲကိုအဲနဲ့ပေါင်းတဲ့ခါကျတော့ထဲနဲကိုအဲနဲ့ပေါင်းတဲ့ခါကျတော့နဲဟဲကိုအဲနဲ့ပေါင်းတဲ့ခါကျတော့ဟဲမဲကိုအဲနဲ့ပေါင်းတဲ့ခါကျတော့မဲ လဲကိုအဲ့နယ်ပေါင်းတဲ့ခါကျတော့လဲဆိုပြီးတော့တာထွက်မယ်နော်နောက်ဆိုရင်အိုးဆိုတဲ့စကလုံးကိုအိုးနဲ့ပဲထပ်ပေါင်းမယ်နောက်ဆိုရင်အိုးအိုးနဲ့ပေါင်းတဲ့ခါကျတော့အိုးခိုးအိုးနဲ့ပေါင်းတဲ့ခါကျတော့ခိုးဆိုအိုးနဲ့ပေါင်းတဲ့ခါကျတော့ဆိုထိုးအိုးနဲ့ပေါင်းတဲ့ခါကျတော့ထိုးအိုးဆိုပြီးတော့ထွက်ရမယ်ခါကိုထိုးဆိုပြီးတော့အတန်းရှိထွက်ပြီးမယ်နော် no အိုးနဲ့ပေါင်းတဲ့ခါကျတော့ no ဟိုးအိုးနဲ့ပေါင်းတဲ့ခါကျတော့ဟိုးမိုးအိုးနဲ့ပေါင်းတဲ့ခါကျတော့မိုး ယိုအိုးနဲ့ပေါင်းတဲ့ခါကျတော့ယိုဆိုပြီးထွက်မယ်နော်လို့အိုးနဲ့ပေါင်းတဲ့ခါကျတော့လို့ဟိုးအိုးနဲ့ပေါင်းတဲ့ခါကျတော့ဟိုးဆိုပြီးတော့ထွက်မယ်ဒီစကလုံးလေးကိုအသံထွက်ကအကုန်လုံးကျင်းချောင်းနေတဲ့ဒီချပြီးတော့ရေးပြီးတော့အသံထွက်ကိုထွက်ပြထားတဲ့အတွက်ကြောင့်ဒီစကလုံးလေးအားလုံးသုံးပါလားဆိုတော့သုံးကြည့်ပါလေသုံးမယ်ဒီဟာက သုံးနိုင်ကြည့်သုံးနိုင်ကြည့်ရှိတဲ့စကလုံးတိုင်းကို ဒီလိုမျိုးနဲ့ပေါင်းပြီးတော့အချင်းချောက်ပြီးတော့အသံထွက်ထွက်ပေးထားတာမို့လို့ဒီတန်ထွက်လေးကိုတေချာလေးမှတ်ပြီးတဲ့ခါကျရင်ဒီမြန်မာလူလည်းရေးပေးထားတဲ့အတွက်ကြောင့်ဒီစကလုံးလေးကိုပဲကိုယ့်အကိုအသံလေးနားထောင်ရင်းနဲ့အားလုံးလေ့ကျင့်ပြီးတဲ့ခါကျတော့ဆင်ပြေကြပါသေးလို့ပဲပြောချင်ပါတယ်။ကဲဒီနေ့ကတော့ဒီဟီတာကနရဲ့ IUL လို့ပေါင်းတဲ့စကလုံးကိုအသံရှိပေါင်းနည်းလို့ခေါ်တယ်။အဲ့ဒီဟာကိုဒီနေ့ကတော့ဒီမှာပဲရက်လိုက်ပါမယ်။အားလုံးဆင်ပြေကြပါစေ။